င်းလက်တွေ့ပေါ်လာမှာပါတကယ်ရှိနေကြတဲ့ဝိညာဉ်ဖန်စနီမောင်နှံမင်္ဂလာပါရှင် Knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးတို့ရဲ့ဒီနေ့မှာတော့ပရိသတ်ကြီးတို့သဘောကြားကြတဲ့ Horror Series ဖြစ်တဲ့ The Conjuring ဆန်နေမှာပါတယ်မမြင်ရတဲ့ပုံကိုယ်တွေကိုဖန်ဆီးပေးခဲ့တဲ့သူရဲကောင်းစနီမောင်နှံရဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်ဆန်နေမှာပါတဲ့ဒီစနီမောင်နှံနှစ်ယောက်ကတကယ်ပြင်မာရှိတဲ့လင်းများတွေဖြစ်ကြပြီးဇလန်နဲ့ကနာမည်တွေအားလဲဒီလင်းများတွေရဲ့နာမည်အရင်းနေပဲဖြစ်ကြပါဗျာ ဝါရီနိုကတရားတစိကိုမယုံကြည်ကြတဲ့သူတွေပါလက္ခဏာလိုင်းနဲ့အထိတက်သေးပြခဲ့တဲ့သူတွေဖြစ်ပါတယ်အဲဒီဝါရင်ကို1926စက်တင်ဘာ9ရက်နေ့မှာမွေးဖွားခဲ့ပြီးလော်ရင်ကိုတော့1929ဇန်နဝါရီ31ရက်မှာမွေးဖွားခဲ့ပါတယ်လော်ရင်ကပရာလောကသားတွေနဲ့ဆက်သွယ်နိုင်ပြီးသူ့နာကပ်ပါမြင်နိုင်တဲ့သူတယောက်ပါဒါကြောင့်လော်ရင်က ငယ်စဉ်ကသူမတငယ်ချင်းနေတဲ့အတူအချိန်ကုန်ဆုံးနေတဲ့ချိန်မှာမြင်လာရတဲ့အက်ကိုအဲဒီလူကသူနဲ့အတူအသက်သေဆုံးတဲ့အထိအတူရှိပေမဲ့လက်တွဲပေါ်ဖြစ်ကြောင်းတငယ်ချင်းတွေကိုပြောပြခဲ့ပါတယ်။အဲဒီတော့ကဘသူမှမယုံချပေမဲ့နောက်နှစ်တွေကြာပြီးရတဲ့နောက်မှာတကယ်ပဲသူတို့နှစ်ယောက်ကလက်တွဲပေါ်တွေဖြစ်သွားကြပါတယ်။အက်ကမိမလို့သူလော်ရင်ပြောတဲ့အရာအလုံးကိုအပြည့်အဝယုံကြည်ပြီးတော့သူမိမလို့သမျှအရာရင်းကိုလည်းစပိုးရင်းအပြည့်ပေးတဲ့ခင်မုန်းကောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူတို့လက်များနှစ်ယောက်ကပရာလောကသားတွေနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်နေတဲ့မိသားစုတွေကိုကူညီပေးကြပြီးတူတူတိတ်တိတ်နေကြလို့အစားကနာမည်မကြီးကြပေမဲ့နောက်ပိုင်းမှာတော့သူတို့ကိုင်တဲ့အမှုတွေကြောင့်လူသိများလာပါတော့တယ်။အန်နယ်လော်ရင်တို့ပါဝင်ခဲ့တဲ့တဲကလူသိများတဲ့ case သုံးခုကိုဒီမှာအချင်းချင်းပြီးတော့ပြောပြပေးပါမယ်နော်။ပထမဆုံး case ကတော့အနာဘယ်လာရုပ်ပါဒီရုပ်ကတော့လူတိုင်းနှိပါးသိကြတဲ့အရုပ်ဖြစ်ပြီးအခုထိဝါရင်တို့အိမ်ရဲ့မှိုင်းထဲမှာထိမ့်သိမ်းခံထားရတော့မှာ ဒီယုံမှာဆွဲကပ်နေတဲ့ဝိညာဉ်ကိုမဖယ်ရှားနိုင်တဲ့အတွက်အယုတ်ကိုပဲမှိုင်းနဲ့ထည့်ပြီးတော့ခတ်ထားကြပါတယ်။ဒုတိယ case ကတော့ The Paron Family ဖြစ်ပြီးအိမ်တိမ်ကိုဈေးတသက်တသာနဲ့ဝယ်လိုက်ရကနေစပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးရှိုက်ကူထားတဲ့သက်ကိုကျူရင်းကအတော်လေးကိုလူကြိုက်များခဲ့ပါတယ်။ဇလန်ထဲမှာတော့ Lorin ကအဲ့ဒီအိမ်မှာဆွဲကပ်နေတဲ့ဝိညာဉ်ကိုဖယ်ရှားနိုင်မိမယ်။အပြင်မှာတော့စွမ်းအားကြီးရာကြောင့်မဖယ်ရှားနိုင်ခဲ့ပါဘူး။ ။ထိုအိမ်မှာရှိတဲ့ဝိညာဉ်ကအင်းရှိကအစ်ပင်မှာကိုကိုကိုအဆုံးစင်ခဲ့သူဖြစ်ပြီးအခုထိအဲ့ဒီအိမ်မှာရှိနေတော့မှာတတိယ case ကတော့ FV မျိုးကပုံနကားတိုက်တဲ့အိမ်မှာဒီအိမ်เจ้าကိုဆိုင်းဆရာတယောက်ကထုတ်ဝေလိုက်တာကစားပြီးဝါရင်တို့လင်းများတည်သွားပြီးတော့တွားလိလာခဲ့ကြတာပါ။ဒါတွေကတော့ဝါရင်တို့စုံစမ်းခဲ့တဲ့အမှုတွေထဲကကဘာကျော်အမှုတွေကိုပြောပြပေးခဲ့တာပါ။လရှိမှာတော့ဝါရင်တို့ပူပွားနှစ်ယောက်လုံးကဒီလောကမှာမရှိကြတာပါဘူး။ ဒါပေမဲ့သူတို့အိမ်မှာတော့မကောင်းဆိုးဝါးနဲ့တရေချောက်တာတွေကိုစုံစမ်းစစ်ဆေးရမှအသုံးပြုခဲ့တဲ့ပစ္စည်းတွေကိုထိန်းသိမ်းထားကြပါတယ်။လော်ရင်းတေဆုံတဲ့2019ခုနှစ်မှာအနာဘယ်လာအယုတ်ကထူးဆန်းတာတွေရှိရာကြောင့်ပြားရိုက်ဖွင့်မှုစူးစမ်းတာလည်းမအောင်မြင်ဘူးလို့ဆိုကြပါတယ်။ပရိသတ်ကြီးတို့အနေနဲ့လည်းမကြခင်မှာပရက်ရှည်ကြီးတွေလာတော့မှဖြစ်လို့ The Conjuring Universe Series ကိုကြည့်ပြီးတော့အတွေ့အကြုံလေးတွေကိုလာဝေမျှပေးခဲ့ကြပါအောင်နော်။ အစုံနဲ့ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗဟုသုတရဇာရီနဲ့တူပြန်လာခဲ့ပါမယ်။